ကင်နဲ့မြေကြီးဖန်ဆင်းတဲ့ဖယားကမုတ်ဆိုးမနဲ့မိဘမရှိသောသူတို့ကိုလည်းကျွေးမွေးထောက်မသောဖယားဖြစ်တယ်တဲ့ငါကားတဲ့ဖယားဖြစ်ပေမဲ့တဲ့ငါနှလုံးသားမှာပြည့်တာကမုတ်ဆိုးမတွေဖြစ်တယ်မိဘမဲ့တွေဖြစ်တယ်မျက်စိကန်းသောသူတွေဖြစ်တယ်အဲ့ဖယားကိုလက်ခုပ်မတီးသင့်ဘူးလားကျွန်တော်တို့ဒီလောက်တကူကြီးတဲ့သူနော်တကူကြီးတဲ့လူ ငင်းဆဲခြင်းကိုခံရတော်သူတို့အားတရားပြုတော်မူ၏အာမင်ဆက်ဖတ်ကြည့်အောင်ငတ်မတော်သူတို့ကိုကျွေးတော်မူ၏အာမင်ဆက်ဖတ်ကြည့်အောင်ထာဝရဘုရားသည်ချုပ်ထားခြင်းကိုခံတော်သူတို့ကိုလွတ်တော်မူ၏ဆက်ဖတ်ရအောင်ထာဝရဘုရားသည်မျက်စိကန်းတော်သူတို့ကိုမြင်စေတော်မူ၏ထာဝရဘုရားသည်နှိမ်ချတော်သူတို့ကိုကြွပြင့်တော်မူ၏အရာပြာဒီဖြောင်းမတ်တော်သူတို့ကို ချစ်တော်မူ၏ထာဝရဘုရားသည်ဧသည်တို့ကိုစောင့်တော်မူတော်မူ၍မောဆိုးမနဲ့မိဘမရှိသောသူတို့ကိုထောက်မတော်မူ၏ဆက်ဖက်ရအောင်မတရားသောသူတို့၏လမ်းကိုကကိုယ်ကောက်စေတော်မူ၏မိတ်ဆွေစဉ်းစားကြည့်ကောင်းကင်နဲ့မြေကြီးဖန်ဆင်းတဲ့ဖခင်ကဘာကိုသူထဲ့ထားတယ်လဲသိလားမောဆိုးမနဲ့ မိဘမရှိသောသူတို့ကိုလည်းကျွေးမွေးထောက်မသောဖခင်ဖြစ်တယ်တဲ့အဲ့ဖခင်ကိုလက်ခုပ်မတီးသင့်ဘူးလားကျွန်တော်တို့ဒီလောက်တကူကြီးတဲ့သူနော်တကူကြီးတဲ့လူတင်းနဲ့ကျွန်ုပ်သားဆိုရင်တော့ခေါင်းကိုလုံးဝအောင်ငုံတော့မှာမဟုတ်ဘူးလမ်းလျှောက်တော့ဒီလိုပဲလျှောက်တော့မှာလေကားဆင်းတော့ဒီလိုဆင်းမှာဘယ်လိုမှမဖြစ်နိုင်တော့ဘူးဒါပေမဲ့တော့ဘာပြောလဲဆိုတော့ ငါကားတဲ့ဖျားဖြစ်ပေမဲ့တဲ့ငါနှလုံးသားမှာပြည်တာကမုတ်ဆုံးမတွေဖြစ်တယ်မိဘမဲ့တွေဖြစ်တယ်မျက်စိကန်းတော်သူတွေဖြစ်တယ်အလက်ဇန်ဒရာမာကီလိုရန်ကဘာပြောလဲဆိုတော့အဲ့ဒါခန္ဓာကိုယ်မှာတကယ်ဖြစ်တဲ့သူတွေကိုလည်းဖျားကယူဆိုင်တယ်ဝိငင်အဖြစ်ချုပ်နှောင်ခြင်းခံတဲ့သူတွေကိုလည်းဖျားကကယူဆိုင်တာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာချုံနောင်ချင်းအမျိုးမျိုးကျွန်တော်ခံနိုင်တာဖြစ်ပါတယ် အဲရီချုံနောင်ချင်းမှာနေဖို့အတွက်စာတန်အလိုရှိတယ်။ဖယားသခင်ကတော့တင်နဲ့ကျွန်ုပ်ကိုလွတ်မြောက်စေချင်တာဖြစ်ပါတယ်။ဟာလေလုယာ။ဒီကနေ့ကျမ်းစာကိုကြည့်ကြည့်လိုက် next slide ကိုကြည့်ကြည့်လိုက်အရန်ထူးဆန်းတာ။ God is love ။အဲ့လောက်တကိုးကြီးတဲ့ဖယားကဘာလဲသူ့နာမည်ဟာချစ်ချင်းဖယားဖြစ်ပါတယ်။ကျွန်တော်တို့ရှင်မသက်ကို22ခွန်မှာပါတွေ့ရလေ။မြင့်မမြင်တော့သူကို မြက်မြင်စေစပ္ပကြီးစပ္ပကြီးလိုက်နဲရမဟုတ်ဘူးကျွန်တော်တို့ဖယားယေရှုသုံးနှစ်တာလေးလောကမှာနေရင်ဘသူတွေကို ထိထွေခဲ့လဲတိလားတင်နဲ့ကျွန်ုပ်ကတော့မသိမထိတွေ့ချင်တဲ့သူထိထွေခဲ့တာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့ရဲ့ဖယားရဲ့သဘောကိုသဘောပေါက်ရင်ဒီလောက်ကောင်းတဲ့ဖယားကတင်နဲ့ကျွန်ုပ်ဖယားဖြစ်နေတဲ့အခါဟာလေလုယာချီးမွမ်းလို့မကုန်ပဲဖြစ်ပါတယ် အရင်ကအဟောဖို့ကောင်းတာဖြစ်ပါလေဒါကြောင့်မလို့စာလံ146ပိုက်ငယ်30နောက်ဆုံးမှာစာလံဇာကြီးကဒီလိုကျွန်တော်တို့ကိုဖိတ်ခေါ်တာဖြစ်ပါတယ်နောက်ဆုံးကိုဒီလိုကဖတ်ကြည့်အောင်ပါနောက်ဆုံးโอเคဖတ်ကြည့်အောင်1 2 3โอ้ဇီယုံမြို့တင်ဤဖျားသခင်တီးဟူသောထာဝရဖျားသည်ကာလအစဉ်အမြဲကဘာအဆက်ဆက်စိုးစံတော်မူလက်တန်တည်း ဟာလေလုယာမိတ်ဆွေဒါဟာလေလုယာဆာလန်ဂျမ်ဖြစ်တယ်။ तू ကဘာပြောလဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကတည်းကဂျင်ညာချက်ဂျင်ညာလိုက်တယ်။ဘာလဲဆိုတော့နောင်လာမဲ့260မှာဒီထဲမှာတင်မရှိမဲ့လူတွေအများကြီးရှိတယ်။ Donald Trump မရှိတော့ဘူး။ဆရာတီတီမရှိတော့ဘူး။ဒါပေမဲ့ရှိနေမှာကတော့ဘာတူလဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကတော့ ကဘာအဆတ်ဆတ်ကိုစိုးစံနေအောင်မှာဖြစ်ပါတယ်။အဲဒီစိုးစံတဲ့ဖျားနဲ့အတူတင်တဲ့ကျွန်တော်ဟာလည်းစိုးစံရတော့အခွင့်ရမှာဖြစ်ပါတယ်။ဒါကိုသဘောပေါက်တဲ့ဆာလံစရာကြီးကဘာပြောလဲ။ဟာလေလုယာသုံးခါလောက်ပြောကြည့်အောင်ပါ1 2 3ဟာလေလုယာဟာလေလုယာဟာလေလုယာနောက်ဆုံးနေတဲ့အိုးငါဝိငင်ဟာလေလုယာဖြစ်ပါတယ်။ ်နားရှိသောသူကြားပါစေ မျက်စိရှိသောသူ မြင်ပါစေစာလံ146ဟာတင့်ရဲ့နောက်ဆုံးဒီလောကနေထွက်သည့်တိုင်အောင်တင့်အတွက်ခွန်အားဖြစ်ပါစေလို့ပြောချင်တာဖြစ်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ